ားလုံးပဲမင်္ဂလာပါခင်ဗျဘန်ကောက်မှာအင်ကြီးတွေအဝတ်စားတွေကို၅ဘတ်10ဘတ်လောက်နဲ့ဝယ်လို့ရမယ်ဆိုတာဟုတ်ပါမလားဆိုရင် ဟုတ်ပါတယ်ကျွန်တော်ဒီနေ့အဲ့ဒီနေရာကိုသွားပါမယ်ဗျအဲ့ဈေးမှာက၅ဘတ်10ဘတ်တန်ကစားလို့ဝတ်စားမျိုးစုံ ရှိတယ်လို့တခြားအိမ်သုံးဆောင်ပစ္စည်းတွေရှေးဟောင်းပစ္စည်းတွေကွန်ပျူတာပစ္စည်းဖုန်းပစ္စည်းကနေစားလို့ပစ္စည်းတွေတော်တော်ဆုံဆုံကိုရှိပါတယ်ဒီဈေးကိုဘန်ကောက်ရဲ့အကြီးဆုံးအဟောင်းဈေးလို့လည်းခေါ်ကြပါတယ် ဈေးထဲမှာဘယ်လိုပစ္စည်းတွေရှိသလဲဒီနေ့ဗီဒီယိုထဲမှာကြည့်လိုက်ရအောင်ဗျကျွန်တော်တို့အခုသွားတဲ့ဈေးရဲ့နာမည်ကကျွန်တော်လည်းမဖတ်တတ်ပါဘူးအဲ့ဒါကြောင့်မို့လို့ဈေးနာမည်ကိုဗီဒီယိုထဲမှာပဲစာတမ်းထိုးပေးလိုက်ပါမယ်ကိုနေတဲ့နေရာကနေဘယ်လိုသွားလို့ရမလဲဆိုတာ Google Map မှာရိုက်ရှာကြည့်ပြီးတော့သွားလို့ရပါတယ်ကျွန်တော်ကတော့ဒီဈေးကိုလိုင်းကားဆီးပြီးတော့ပဲသွားခဲ့ပါတယ်ဈေးရှိတဲ့နေရာက BTS MRT ရထားလိုင်းတွေမရောက်ပါဘူးတက္ကစီနဲ့လိုင်းကားပဲရောက်ပါတယ် ဈေးကိုရောက်တဲ့လိုင်းကားနံပါတ်တွေကိုလည်းကျွန်တော်ဗီဒီယိုထဲမှာစာတမ်းထိုးပေးထားပါမယ်။မြို့ထဲပိုင်းပတူနန်းတို့စီလုံတို့ဘက်ကနေဒီဈေးကိုသွားမယ်ဆိုရင်ကားလမ်းပိတ်တာမပိတ်တာပေါ်မူတည်ပြီးတော့လိုင်းကားနဲ့တနိုင်ခွဲနှစ်နိုင်လောက်တော့သွားရပါတယ်။ဓမောဘန်ကပီတို့ဘန်ကပီဈေးတို့ကနေဆိုရင်တော့နီးပါတယ်။15မိနစ်လောက်ပဲစီးရပါတယ်။တနိုင်ခွဲနှစ်နိုင်လောက်အချိန်ပေးပြီး သွားရမဲ့သူတွေအတွက်ကသွားရတာတန်မတန်ဗီဒီယိုနောက်ပိုင်းမှာကျွန်တော်ပြောပြပေးပါမယ်ဗျဒီသေးမှဝယ်လို့ရနိုင်တဲ့ပစ္စည်းတွေကိုကျွန်တော်ဗီဒီယိုထဲကြည့်ပြီးတော့လဲသွားသင့်မသွားသင့်ကိုယ်တိုင်ဆုံးဖြတ်နိုင်ပါတယ်မျိုးရဲဘက်ကကားစီးလာရင်တော့ဈေးရတစ်ဖက်ချမ်းမှာကားကရက်ပါတယ်မျက်နှာချင်းဆိုင်မှာမြင်နေရတာကတော့ဈေးပါဂုံကြော်သရားကနေကူးလာတဲ့အချိန်မြင်ရတဲ့ဈေးရုံတွေရဲ့အနေထားပါမျက်နှာစာတန်းမှာဈေးရုံကြီးနှစ်ခုရှိသလို့ အနောက်ဘက်ထဲမှာလည်းဈေးရုံကြီးတစ်ခုရှိပါသေးတယ်။ကျွန်တော်ဈေးရုံတစ်ခုချင်းစီကိုသွားပြပေးပါမယ်ဗျ။ဂုံတရားကနေဆင်းလာနဲ့ရောက်မှာကဂျပန်အဟောင်းဆိုင်မှာဝင်ဝင်ချင်းမှတင်အင်းကြီးတထဲကိုကြိုက်တာယူတထဲဘလောက်ဆိုတာမျိုးရောင်းတာတွေ့ရပါတယ်။အနည်းဆုံးကတော့၁၀ဘက်ကနေစပြီးတော့ရှိပါတယ်။အထယ်တွေလည်းတော်တော်များပါတယ်။ ထယ်တန်းကိုကြော်လာတော့မြင်နေရတဲ့ပစ္စည်းတွေကစုံနေတာပါပဲပကြီကားတွေပန်းအိုးတွေဗီဒိုတွေ ီပစ္စည်းတန်းဆုံးတော့မျက်နှာချင်းဆိုင်မှာအထည်တန်းရှိတယ်။အထည်တွေကအပုံလိုက်ကြီးဒီတိုင်းပုံထားတာကိုတွေ့ရတယ်။အထည်ထုပ်တွေကလည်းအများကြီးပါပဲ။အထည်ပုံတွေကစိတ်ကြိုက်ရွေးလို့ရပါတယ်။ဒီအထေပုံကြီးကကြတော့တထေကိုဘလောက်ဆိုပြီးရောင်းတာမျိုးမဟုတ်ပဲနဲ့ခြင်းောင်းတွေချတာပေးတယ်ကိုကြိုက်တာရွေးထက်ပြီးရင်ကီလိုချိန်မေးတယ်တကီလိုကိုဘလောက်ဆိုတာမျိုးဝယ်ရတာပါ နည်းနည်းနော်နော်အဝတ်ပုံကြီးမဟုတ်ပါဘူးဒီလိုပုံထားတဲ့အဝတ်တွေကိုကတန်ရှင်းရတော့မလုပ်ထားပါဘူးဝယ်ပြစ်မယ်ဆိုရင်တော့ကိုဟောက်ကိုပြန်လျှော်ပြန်တက်လုပ်ရပါလိမ့်မယ်ဗျအထည်ပုံကြီးကိုရိုက်ပြီးတော့ပကံတွေအိမ်သုံးဆောင်တွေရောင်းတဲ့နေရာကိုကျွန်တော်ထက်ရောက်ခဲ့ပါတယ်ဒီပကံတွေကဂျပန်ကလာတဲ့ပကံအဟောင်းတွေပါပုံစံမျိုးစုံဒီဇိုင်းမျိုးစုံစိုက်မျိုးစုံပါပဲ quality လည်းတော်တော်ကောင်းတာတွေ့ရပါတယ် ဒီနေရာမှာပဲပကြီကားတွေအများကြီးရှိတာတွေ့ပါတယ်။နောက်အိမ်၃ဆောင်ပစ္စည်းတွေအိမ်အလှဆင်ပစ္စည်းတွေလည်းအများကြီးတွေ့ပါတယ်။ ဒီဂျပန်ဇေရန်ထဲမှာပဲကျန်းမာရေးသုံးပစ္စည်းတွေအခုလိုမျိုး free chair အဟောင်းတွေတောင်ရောင်းတာတွေ့ပါတယ်အိမ်တုံးပရိဘောကတွေနောက်ဂီတာတွေဂီတာပစ္စည်းတွေကိုလည်းတွေ့ခဲ့ရပါတယ် ဂျပန်အဟောင်းတန်းကတော့ဒီလောက်ပါပဲဗျဘေးကရက်ကအဟောင်းတန်းစီကိုထပ်သွားမယ်ဗျဒီဈေးတန်းမှာကတော့အဓိကအဝတ်အစားတွေရောင်းတာတွေ့တယ်လက်ကြည့်ရအောင်ဗျဒီဈေးတန်းနဲ့ဂျပန်ဈေးတန်းကဈေးရုံတစ်ခုတည်းအောက်မှာရှိတာပါဒီဈေးတန်းမှာကတော့ကျွန်တော်ရောက်သွားတဲ့အချိန်ကစိုင်တဝက်လောက်ပဲခင်းထားတာတွေ့ပါတယ်စိုင်တွေတချို့ကပိတ်ထားတာတွေ့ရမှာပါပိတ်ထားတဲ့စိုင်တွေက စနေတနင်္ဂနွေနဲ့ညနေခင်းပိုင်းတွေဆိုရင်ဖွင့်ပါတယ် ဒီသေးကပိတ်ရမရှိည၈နိုင်အထိဖွင့်ပါတယ်စနေသတင်းကုန်တွေနဲ့ညနေခင်းပိုင်းတွေဆိုရင်ဆိုင်တွေလည်းပိုဆုံးသလိုဈေးလာဝယ်တဲ့သူလည်းများပါတယ်ကျွန်တော်သွားတာကဈာရဲဖြစ်တာရောလူရှင်းချင်းဖြစ်တာကြောင့်ရော လူကတော့တော်တော်လေးကိုရှင်းနေတာတွေ့ရမှာပါအေးဆေးရွေးချင်တဲ့သူတွေဆိုရင်တော့ဒီလိုရမျိုးသွားတင်ပါတယ်ဆိုင်အစုံမှွေချင်ရင်တော့စနေသတင်းကုန်တွေသွားရမှာပါအခုကျွန်တော်ဗီဒီယိုထဲမှာမြင်ခဲ့ရသလိုပါပဲ ဒီဈေးတန်းမှာကအဝတ်အစားတွေများတယ်ဗျအခုနောက်ကဂျပန်ဈေးတန်းမှာအဝတ်အစားတွေကိုကြိုက်တလောက်တောင်းနေဆုထည့်ပြီးတော့ချိန်ကြည့်ပြီးအလေးချိန်အလိုက်ပေးရတာဖြစ်ပေမဲ့ဒီဘက်မှာကတော့အဝတ်အစားတွေကတစ်ထည်ဘလောက်ဆိုတာမျိုးရောင်းတာပါအဝတ်တွေကလည်းအထိုင်လျောက်တော့တန်ရှင်းရေးလှုပ်ထားပေးပါတယ်ပြောရမယ်ဆိုရင်တန်တာလေးတွေမိုက်တာလေးတွေကိုရွေးထုတ်ထားတာပါတစ်ထည်ဘလောက်ဆိုပေမဲ့ကိုကအထည်များများယူရင်ဈေးကလျှော့ရောင်းမှာပါ ီဒီယိုထဲမှာလည်းဇင်းသုံးလေးတွေထင်တာမြင်တာဖြစ်အောင်တော့ကျွန်တော်စူးစမ်းပြီးတော့ရိုက်ပေးခဲ့ပါတယ် ီတဲကဈေးရုံတွေအားလုံးထဲမှာဒီဆိုင်ကအင်ကြီးတွေကဈေးကြီးဆုံးပဲထင်တယ်ဗျတထဲကို900 600 900လောက်ထိပေးရတဲ့အင်ကြီးမျိုးတွေတွေ့ခဲ့ပါတယ်နဲ့ရောင်းတဲ့ဆိုင်စောင်းပေါင်းနဲ့ကက်ဆက်တွေရောင်းတဲ့ဆိုင်စတဲ့ဖြစ်သူဟာနဲ့သူတော့စုံနေတာပါပဲ ဒီဈေးတဲ့ပတ်ကြည့်ပြီးတော့မျက်နှာချင်းဆိုင်ကဈေးရုံကိုကာလန်ကူပြီးလျှောက်လာပါတယ်ဒီဘက်ဈေးရုံကတော့ဝင်လိုက်တာနဲ့စားတောက်တန်တစ်ခုရှိပါတယ်စားတောက်တော်လေးကိုစုံပြီးဈေးလည်းတက်တာပါတယ်စိတ်ကြိုက်ဈေးဝယ်ပြီးဖိုက်ဆိုင်ရင်စားဖို့နေရာအတွက်ပူစရာမလိုပါဘူး စားတောက်တန်းကိုကြော်လိုက်တာနဲ့ဆိုင်တွေကအခုလိုမျိုးခင်းထားတာကိုတွေ့ရမှာပါလမ်းမေးပလက်ဖောင်းမှာပစ္စည်းတွေဒီတိုင်းခင်းပြီးရောင်းနေတဲ့ပုံစံမျိုးပါဘာတွေရှိမလဲဓာတ်ကြည့်အောင်ဗျဒီဈေးရုံတွေကပစ္စည်းတွေပြပြီးရင်နောက်ထပ်စိတ်ဝင်စားစရာဈေးရုံတစ်ခုရှိပါသေးတယ်အရင်ဦးဆုံးတော့ဒီဈေးရုံနဲ့ပတ်ကြည့်အောင်ပါဘာပစ္စည်းတွေရှိရဲဆိုတာကိုတော့ကျွန်တော်ရွတ်မပြတော့ပါဘူးဗျ တော်ကားလမ်းမကြီးကလျက်အရှိတ်ဈေးရုံနှစ်ရုံကိုရိုက်ပြခဲ့ပြီးပါပြီအသွင်းဘက်မှာနောက်ထပ်ဈေးရုံတစ်ခုရှိပါသေးတယ်ဒီဈေးရုံထဲမှာလည်းစိတ်ဝင်စားစရာတွေရှိပါသေးတယ်ဗီဒီယိုထဲမှာလိုက်ကြည့်လိုက်ပါအောင်ဗျဒီဈေးရုံကြီးမှာကတော့တချမ်းကအထယ်တွေကြီးပဲတီးတန့်တွေ့ရမှာဖြစ်တယ်နောက်တချမ်းမှာကအထယ်မဟုတ်တဲ့တခြားပစ္စည်းအမျိုးမျိုးရှိပါတယ်အစတုန်းကကျွန်တော်ထင်တာကဒီဈေးကအဟောင်းတန်းဖြစ်တော့ဒေတာကန်တွေလောက်ပဲလာမယ်လို့ထင်ထားတာ နိုင်ငံသားတွေလည်းတော်တော်လေးလာကြတာကို သတိထားမိပါတယ်ဗျ။ ဒီနေ့ကျွန်တော်သွားခဲ့တဲ့အဟောင်းဈေးကသွားရတာနည်းနည်းတော့လှမ်းပါတယ်အသွားရောအပြန်ရောအတွက်ကို အချိန်တစ်ခုတော့ပေးရပါတယ်အဲ့ဒီတော့ကိုပေးရတဲ့အချိန်နဲ့သွားရတာတန်လားမတန်လားဆိုရင်တော့ကျွန်တော်အထင်ဘာမှမဝယ်ဘူးတစ်ခုနှစ်ခုလောက်ပဲဝယ်ယုံဆိုရင်တော့သွားရတာမတန်ပါဘူးပြင်ပန်းပါတယ်ပစ္စည်းများများဝယ်ဖို့အစီအစဉ်ရှိရဆိုရင်တော့သွားရတာတန်တဲ့ဈေးတစ်ခုပါပစ္စည်းတွေရဲ့အနေထားကလည်းကောင်းတာတွေရောစုတ်တာတွေရောရောနေတာမို့ တခြားရွေးဝယ်ဖို့တော့လိုပါတယ်ဈေးနှုန်းတွေကတော့ဘဏ်ကောက်မှာဘယ်မှာမှမရနိုင်အောင်ဈေးပေါ်တယ်လို့ပြောရမှာပါပဲဗီဒီယိုထဲမှာလည်းဘလို့ပစ္စည်းတွေရနိုင်တယ်ဆိုတာမြင်ခဲ့ရပြီးပြီမို့သွားသိမ့်မသွားသိမ့်ကတော့ကိုယ်တိုင်ဆုံးဖြတ်ကြပါလို့ပြောပြပေးပြဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်လည်းအခုလိုဗီဒီယိုမျိုးတွေဖန်တီးမြဝေပေးသွားအောင်မှာမို့ကျွန်တော် page လေးကို like and follow မလုပ်ရသေးရင်လုပ်ထားပေးကြပါအောင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ